မြောက်လာပါနှချင်းခရိယံအသင်းတို့တနှစ်တာစံစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါရစေ။ကလာတိဩဝါဒစာအခန်းကြီး၄အငယ်၁မှ၃၁တပန်တို့အမွေခမီဒီကဥစ္စာရှိသမျှကို ပိုင်ထိုက်တော်သူ ဖြစ်တော်လေအွေမရောက်မီကာလာပတ်လုံးအစီအပါကျွန်းနှင့်တူ၏ အဖအစီရင်နှစ်တော့အချိန်ကာလမရောက်မီတိုင်အောင် အဆောင်အထင်းအုပ်အချုပ်တို့လက်၌ရှိ၏ထိုတိတူငါတို့သည်အရွယ်မရောက်မီလောကီတရားနုလက်၌ကျွန်ခံရကြ၏အချိန်ကာလစေသောအခါငါတို့သည်တားဤအခွင့်အရာကိုခံရမီအကြောင်းပြည့်ညက်တရားလက်၌ရှိသောငါတို့ကိုရွေးနှုတ်စေခြင်းကမိမဝမ်း၌ ပဋိသေဓေယူ၍ပြည့်ညက်တရားအောင်၌ဖွားမြင်ရသောတားတော်ကိုဖျားသခင်သည်စေလွတ်တော်မူ၏ထို့သောတင်တို့သည်တားဖြစ်သောကြောင့်အဘအဘဟုခေါ်တတ်သောတားတော်ဤဝိညာဉ်တော်ကိုတင်တို့စိတ်နှလုံးထဲသို့ဖျားသခင်စေလွတ်တော်မူ၏သို့ဖြစ်၍တင်တို့သည် နောက်တပံအစေအပားကျော်မဖြစ်တားပင်ဖြစ်ကြ၏တားဖြစ်လျင်ခရစ်တော်အားဖြင့် ဖျားသခင်ဤအမွေခံလဲဖြစ်ကြ၏တို့တော်လေအထက်ကသင်တို့သည်ဖျားသခင်ကိုမသိသောအခါဇာတိအားဖြင့်ဖျားမဟုတ်သော သူတို့ဤအမှုကိုဆောင်ရွက်ကြ၏ယခုမူကားသင်တို့သည်ဖျားသခင်ကိုတိပီမဟူ၍မဆိုဖျားသခင်သည် သင်တို့ကိုတိတော်မူပြီးမှ အားမရှိချမ်းသာမပေးနိုင်သောတရားနုဘတ်တို့ အဘယ်ကြောင့်တဖန်ပြောင်းလဲကြသနည်းထိုလောကီတရား၌တဖန်ကျွန်ခံချင်းငါအလိုရှိကြပြီတကားနှစ်လနေရအချိန်ကာလများကိုစောင့်ကြပြီတကားငါသည်တင်တို့စီမှာအချီးနီကြိုးစားအားထုတ်သည်ဟုတင်တို့ဤအကြောင်းကြောင့်စိုးရိမ်လျက်ရှိ၏ညီအကိုတို့တင်တို့ကဲ့သို့ငါဖြစ်၏ငါကဲ့သို့တင်တို့ဖြစ်ကြလော့ဟု ငါတောင်းမှန်၏တင်တို့သည်ငါကိုအလင်းမပြစ်မှားကြငါသည် ကိုနာချင်းယောဂာနှင့်တကွဧဝံဂေလိတရားကိုတင်တို့အားအထက်ကဟောပြောကြောင်းကိုတင်တို့သိကြ၏ကိုကာယ၌ငါခံရသောစုံစမ်းခြင်းကိုတင်တို့သည် မထီမဲ့မြင်မပြုငါကိုမပဲဖျားသခင်ဤကောင်းခင်တမန်ကဲ့သို့၎င်းယေရှုခရစ်ကဲ့သို့၎င်း လက်ခံကြ၏တို့ဖြစ်လေတင်တို့ခံရသော မင်္ဂလာကအဘယ်မင်္ဂလာနည်းအထက်ကကိုမျက်စိကိုထုတ်၍ငှအားပေးနိုင်လျင်ပေးခြင်းကတင်တို့အလိုရှိသည်ဟုငါသက်သေခံ၏ယခုမူကားငါသည်တမာတရားကိုတင်တို့အားဟောပြောသောကြောင့်တင်တို့ဤရန်သူဖြစ်သလိုသူတထူးတို့သည်တင်တို့ကို အလွန်ချစ်ကြသည်မှန်စေတော့လျှောက်ပတ်စွာချစ်ကြသည်မဟုတ်တင်တို့သည် သူတို့ကို အလွန်ချစ်မိအကြောင်းသူတို့သည်တင်တို့ကိုပယ်ချင်းငါအလိုရှိကြ၏သို့တော်လည်းတင်တို့နှင့်အတူငါရှိစဉ်တွင်သာကောင်းသောအရာကို အလွန်ချစ်အပ်သည်မဟုတ်အစင်မပြတ်အလောချစ်အပ်၏ခရစ်တော်သည်တင်တို့အထဲ၌တီလျက်ရှိတော်မူသည့်တိုင်အောင် င်တို့အဖို့သားဖွာခြင်းဝေဒနာကိုငါခံရသောငါချစ်သားတို့တင်တို့ကိုငါယုံမှားခြင်းရှိသောကြောင့်ယခုတင်တို့ကို ကိုယ်တိုင်တွေ့၍ထူးခြားသောစကားကို ပြောခြင်းငါအလိုရှိ၏ပြည့်ညက်တရားအောင်၌နေခြင်းသော သူတို့တင်တို့သည် ပြည့်ညက်တရားကို နားမလဲကြသလိုပြည့်ညက်တိကျမ်းစာ၌လာသည်ကအာဗြဟံ၌ တားနှစ်ယောက်ရှိ၏တားတစ်ယောက်ကကျုံမဤတားဖြစ်၏တယောက်ကကျုံမမဟုတ်သောမိမဤတားဖြစ်၏ဟုလာသည်ကျုံမဤတားသည်ဇာတိပဂတိအားဖြင့်ဖွာသောတားဖြစ်၏ကျုံမမဟုတ်သောမိမဤတားသည်ဂတိတော်အားဖြင့်ဖွာသောတားဖြစ်၏ထိုအကြောင်းအရာကို ပုံပမာအားဖြင့်ဆိုသောထိုမိမနှစ်ယောက်ကပဒေညင်တရားနှစ်ပါးကို ဆိုလိုသည် ဟာဂရအမေရှိသော မိမဒီဟုသောပဒေညင်တရားတစ်ပါးသည်တိနာတောင်ပေါ်မှစီရင်၍ကျုံများကိုဖွားတတ်သောတရားဖြစ်၏အကြောင်းမူကားဟာဂရသည်အာရဗီ၌ရှိသော တိနာတောင်ဖြစ်၏ယခုရှိသောယေရုရှလင်မြို့နှင့်တူ၏မိမိသားများနှင့်တကွကြုံခံရ၏အပေါ်မှာရှိသောယေရုရှလင်မြို့မူကားခတ်သိမ်းသောငါတို့၏အမိဒီဟုသောကျွန်မမဟုတ်သောမိမဖြစ်သည်ကျမ်းစာလာသည်ကသားမဖွာသောအမျိုးမှာဝမ်းမြောက်လို့သားဖွာခြင်းဝေဒနာကိုမခံသေးသောမိမ့်မ ွေးကြော်အော်ဟစ်လောအချားမူကစွန့်ထားသောမိမသည်လင်ရှိသောမိမထက်တာ၍များသောသားတို့ကိုဖွားမြင်ပြီးဟုလာသည်ညီအကိုတို့ငါတို့သည်ဣဆက်ကဲ့သို့ဂတိတော်နှင့်ဆက်ဆိုင်သောသားဖြစ်ကြ၏ထိုအခါဇာတိပဂတိအားဖြင့်ဖွားသောသားသည်ဝိညာဉ်တော်အားဖြင့်ဖွားသောသားကိုညှင်းဆဲတကဲ့သို့ထိုနိတူ ယခုပင်ဖြစ်၏သို့တော်လေအဘေတို့ကျန်းစာလာတနီဟူမူကကျွမ်မနှင့်သူဤသားကိုနှင်ထုတ်လောကျွမ်မဤသားသည်ကျွမ်မမဟုတ်သောမိမဤသားနှင့်အတူအမွေမခံရဟုလာတည်းယခုတွင်ညီအကိုတို့ငါတို့သည်ကျွမ်မဤသားမဟုတ်ကျွမ်မမဟုတ်သောမိမဤသားဖြစ်ကြ၏

မေတ္တာတော်ကိုရရှိသောကြောင့်ကျေးဇူးတင်ပါတယ်။သူမေတ္တာတော်ဖြင့်ကျွန်တော်အသက်တာကိုပုံသွင်းပြည့်ပြင်းတော်မူပါ။ကိုယ်တိုင်သူမေတ္တာကိုခံစားလို့ကိုယ်ရဲ့မေတ္တာနည်းတူအခြားသူများကိုလည်းမေတ္တာမျှဝေအသက်ရှင်နိုင်ဖို့ရန်ကျွန်တော်တို့ဒီနေ့ခွန်အားပေး၍အသုံးပြုတော်မူပါ။ဘုရားသခင်ဒီကျွန်တော်အားလုံးဟာဘုရားသခင်ရဲ့တာသမီများဖြစ်တယ်ဆိုတာကိုတတိယပြီးတော့ တာသမီများတို့ဟာအဖရဲ့အမွေကိုခံထိုက်တော်သူများအမွေကိုခံရမည်သူများဖြစ်တယ်ဆိုတာကိုလေတတိရစီပါဘုရားသခင်ကျွန်တော်တို့ဟာအမွေခံတာသမီများဖြစ်တယ်လို့ဘုရားသခင်နှုတ်ကပတ်တော်ပြောတဲ့အချိန်ဘုရားသခင်မှာရှိတဲ့ကောင်းသောအမွေဘုရားသခင်မှာရှိတဲ့တဏ္ဍတော်အမွေကိုကျွန်တော်တို့ရရှိထားသောသူများဖြစ်တဲ့အတွက် မိမိတို့ရဲ့အသက်တာကိုတန်ဖိုးထား၍အသက်ရှင်စေပါဘုရားသခင်မှာရှိသောဖြောင့်မတ်ခြင်းဘုရားသခင်မှာရှိသောမေတ္တာဘုရားသခင်မှာရှိတဲ့အုပ်ဆိုးခြင်းအန္တရာယ်ဘုရားသခင်မှာရှိတဲ့ထာဝရဆိုတဲ့ဘုရားသခင်လိုတရားကျွန်တော်ကိုကိုတော်ပုံသွင်းပြပြထားတဲ့ယေရှုတော်များဖြစ်ပါတယ်။ဒါကြောင့်သူတရားတော်များကိုယေရှုတင်စွာဖြင့် အမွေခံသောအရာအဖြစ်လက်ခံထားရှိတဲ့အခါသူအမွေတော်ကိုကောင်းစွာထင်သိနိုင်မှုမဆပါ။ဗျာကျွန်တော်ဟာအမွေခံများ ဖြစ်တဲ့တိုင်ပင်ဖခင်ရဲ့အလိုကိုဆောင်ရသောသူများဖြစ်စီပါ။ဒီတိုင်းအသက်ရှင်သွားလာပြုမှုကြင်ကြံပြောဆိုလုပ်ကံခြင်းတို့ဟာအမွေခံသားသမီးတွေတည်တံတော်ပေါ်ထွက်စီပါ။ကိုရှင်ဖျားဤပုံတံတော်ကိုကမ္ဘာလောကမှာဖွင့်ပြမယ်။ကိုရောရဲ့တရုတ် ဖော်သူများကိုရောကိုတယုတ်ဖော်ပြသူများဖြစ်စီပွေးရင်ဒီနေ့ကျွန်တော်အတ္တတကိုခွန်အားပေးလေအသုံးပြုပါမိကြောင်းအမွေခံသားတို့ဤပုံတရားကိုလောကအလယ်၌သင်ရှားစီတော့ကကျွန်တော်တို့ကိုကောင်းချီးပေးတော့တတော်ရှင်သခင်ယေရှုခရစ်တော်ဖျားမြတ်သောနာမတော်ဖြင့်ဤစုများကိုတောင်းလျှောက်ရင်းနဲ့တရံတော်အတိုင်းအသက်ရှင်ဖို့ရန်အသက်တာများကိုလက်တော်သူဆက်ကပ်ကြပါသည်ဖခင်ဖျားသခင် အာမင်တော်ရပြသည်တင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသော။တော်ရပြသည်တင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေသော။တော်ရပြသည်တင်ကိုမျှောကြည့်၍ ချမ်းသာပြည့်တော်မူပါစေသောတမီတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးစုဖျားထံတော်မှအနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့်မေတ္တာဖွဲ့လက်လံပြတွင်တင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေသောအာမင်